မင်္ဂလာပါ။နေတဲ့ရင်တိုင်းမှာရှိတဲ့လူခရီးချုပ်ပါခါရမှုတွေ၊ဆယ်ရေးပြင်ပခါတွေ၊ဒေတာတဲ့လူမှုစီးပွားရေးခြေအနေတွေစတဲ့ဆယ်ဝေးဆက်အကြောင်းအရာတွေကို Mocky Vices ကနေတင်ဆက်ပေးသွားမှာပါ။ဒါနေမှာတော့လူဝဲမျိုးနမ်းမှာပြည်သူကောက်ကွယ်ရေးစခန်းတစ်ခုတိုက်ခိုက်ရပြီးရဲဘော်နဲ့အကြောဆုတ်တဲ့တဲ့နဲ့တေချားမှာကာနစီတိုက်ပြီးမိမနဲ့အသေးဆုံးကယာကြတရာတိုက်ရတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါ။တဝဲမျိုးနမ်းမှာပြည်သူကောက်ကွယ်ရေးစခန်းတစ်ခုတိုက်ခိုက်ရပြီးရဲဘော်နဲ့အကြောဆုတ်တဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာခင်ဗျာ။ နေတဲ့ဒိုင်ဒေတာကြီးဒိုအန်မြူနက်ရှိစီတော့ဒေတာရှိပြည်သူ့ကော်ကရေးတာဖက်ဒေးရဲ့ခတ်ခုတိတ်ခတ်ရပြီးရဲဘော်နဲ့ကကြာဆွတ်ခဲ့တယ်လို့ရဲဘော်တွေနဲ့ဒေတာခတ်ဒီစီကနေတရားပါတယ်မလာခဏရင်နေမှာတော့စကောက်စီတာတွေကစီတော့ဒေတာရှိညာဖြောက်ရွက်ဖေကိုစစ်ကြောထုတ်ဝဲရခဲ့ပြီးမနေရှင်နိုင်လာမှာတော့ရွာနီးမှာရှိတဲ့ဒိုအန်ခရဲ့တာရစ်တေးရဲ့စကားကိုဝဲရတက်ခဲ့ခဲ့ရနက်ဖေတိုက်ပွဲဖြစ်ပေါ်ခဲ့တယ်လို့စီတော့ဒေတာခတ်တရားကဆိုပါတယ်မနေရှင်နိုင်လာမှာတော့စကောက်စီတာတွေကစကားကိုမိဆိုဖြစ်စီခဲ့ပြီးနေလဲရှင်နိုင်လာမှာတော့စစ်တပ်ဖေက KAW တိုင်လေးရင်နဲ့ဘုတ်ကျက်တက်ခဲတော်ကိုထမ်းမှတ်လွှတ်ဆောက်ခဲ့တယ်လို့ဒေသခါကဆက်ပြောပါတယ်။စကောက်စီတိုက်တွေဟာညဖျောရွနဲ့စကန်နီတပိုင်ကိုဘုတ်တီနယ်လုံးကြွချတိုက်ခဲ့တာကြောင့်ဒေသခါတို့ရောထိခိုက်ရရရှိခဲ့တယ်လို့ဒေသခါတရားကပြောပါတယ်။နက်ဖယ်ပိတ်ခတ်မှုအတွင်းပြည်သူကောက်ကရေးတိုက်တွေဖိတ်ကရဲဘော်နဲ့အကြဆုတ်ခဲ့ပြီးတိုက်ခဲ့တဲ့ဟာရရှိတဲ့သူတွေလည်းရှိတယ်လို့ရဲဘော်တရားရဲ့ပြပတ်ချက်ရသိရပါတယ်။စကောက်စီရဲ့ဝါဒဖြန့်တယ်လီဂရမ် channel တွေမှာလည်း PDF အလောင်းနဲ့လောင်း MA4 တင်တဲ့လေပစ္စတိုတလေကြီးစားတွေကိုသိရှိရမိပြီးလူနေတဲ့တဲကိုလုံး ထမဲခြေစားတို့ကုနဲ့ကေတဲတို့ကိုမိဆွေဖြစ်ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စကားသိခရရတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒရက်ခရတိုက်ရိုက်တဖေကသုတ်တရားထုတ်ပြတဲ့မျိုးတော့မရှိသေးပါဘူး။ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆက်စည်ရင်းတွေကလည်းကေကောက်ရွာနီးကဒေတာတော်လာရေးတာတို့ကရဲ့စကားကိုစကောက်စီတာတွေကသိပိုက်ပြီးမိဆွေဖြစ်ရှိခဲ့တယ်လို့တော်လာရေးတာတို့ရဲ့ဒေးအင်းမင်တွေကသိရပါတယ်။တေချာမှာကာနစီတိုက်ပြီးမိမနဲ့ရာတိဆွဲကရာကြတရာတိုက်ရတဲ့တရေကိုတိစေပေးပါမယ်ခင်ဗျာ။ နေတဲ့ဒိုက်ဒေတာကြီးတေချောင်းမြို့နယ်မှာပဲပြည်လာရွာမှာကနစီတိုင်မီတာကြောင့်မိမနဲ့ရသေးဆိုကဒါကြတရားထိခိုက်ရရရှိခဲ့တယ်လို့ဒေတာခတ်တဲ့နဲ့ကုညီကဆယ်ရေးဖွဲ့တီစီကနေတည်ရပါတယ်။မန္လာဆိုင်ရင်နေညနေ3နာရီခွဲလာမှာတေချောင်းမြို့နယ်စီပပြင်းနဲ့တရင်နခွာရွာကြားမှာဘိဖယာနေလာတဲ့ကုတ်တရင်နဲ့ဒဝက်ဖေကလာတဲ့တောက်အိတ်ကောက်တို့မင်းနဲ့ချစ်ဆိုင်တိုင်မှုဖြစ်ပေါ်ခဲ့တယ်လို့ကုညီကဆယ်ရေးဖွဲ့ဝက်တရားကဆိုပါတယ်။ဒီတိုင်မှုကြောင့်တောက်အိတ်ကရဲ့ကခခန်းမှာလိုက်ပွားလာတဲ့ကနေတီရီရကမိမနဲ့ရကတော့နေရာမှာတည်ပွဲချစ်ပြီးတိစောသွားခဲ့ပြီး ရမဖြစ်သူကတော့ဒါရပြစ်ထရစီခဲ့တယ်လို့သိရပါတယ်။တေချောသွားတယ်မိမနဲ့ရရဲ့အလောက်ကိုတော့တေချောဆေးရုပ်ရှိရေခွဲရုပ်ကိုပူဆထားပြီးဘဲသူဘဲဝါဆိုတာကိုတော့စုစမ်းနေရဖြစ်တယ်လို့ဖဝဲကဆက်ပြောပါတယ်။ရေးတိုက်မှုဖြစ်တဲ့နေရာမှာမြေတော်တွေမိလောင်းနေပြီးမိခိုးတွေကြောင့်လက်ကိုတေချောမမြင်ရတာကြောင့်ရေးတိုက်မှုဖြစ်ပွားတာဖြစ်နေတယ်လို့ဒေသခိုက်တွေကပြောနေကြပါတယ်။ဒါရပြစ်ထရရှိတဲ့ရာကြောကိုတော့ကုညီကဆာရေဖွဲ့ကလူဝဲဆေးရုပ်ကိုပူဆထားပြီးအခုလက်ရှိဆေးရုပ်မှာစစ်ကူတာမှုခိုင်ယူနေတယ်လို့သိရပါဗျ။